မင်္ဂလာပါ Stone X မှာကျေးဇူးပါတယ် Marvel Studios ဒီလာတော့မဲ့အကြီးဆုံးရုပ်ရှင် Avengers Doomsday ရုပ်ရှင်အတွက် officially character 28ယောက်ကိုခုံနေနဲ့ခြေညာခဲ့တယ်ဆိုတာကိုမှတ်မိကြပါပါဒါအပြင် leak ထွက်လာခဲ့တဲ့နောက်ထပ်33ယောက်စာရင်းကိုလည်း channel မှာတင်ပေးခဲ့ပူပါတယ် and ကြန့်ရှိနေသေးတဲ့ side character တွေ cameo တွေနဲ့ပေါင်းမယ်ဆိုရင်ရုပ်ရှင်မှာ character ပေါင်းအ ਨੇ ဆုံး100လောက်အထိကိုမြင်သွားရမှာလည်းဖြစ်ပါတယ်ဆိုတော့အခုဗီဒီယိုမှာတော့လက်ရှိရိုက်ကူးရေးတွေအရအဲ့ဒီ character 100နီးပါးလောက်မှာ major role တွေအနေနဲ့ပါဝင်မဲ့ screen time အများကြီးမှာအဓိကအနေနဲ့ပါဝင်မဲ့ character ငါးခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် I am vengeance I am the night I am Batman ။ Okay ဒီတင်ကိုနမဲကြီး insider တယောက်ဖြစ်တဲ့ Daniel RPK ကတင်ပြီးတော့မျှဝေခဲ့ခြင်းဖြစ်ပါတယ်။ရုပ်ရှင်အတွက်ပထမအဆုံးနဲ့အရေးအကြီးဆုံး character ကတော့ obviously Robert Downey Jr. ရဲ့ Dr. Doom ဖြစ်ပါတယ်။ရုပ်ရှင်ရဲ့နမဲကိုက Doomsday ဖြစ်တာကြောင့်အဲဒီရုပ်ရှင်မှာစပြီးတော့မိတ်ဆက်ပေးမှလည်းဖြစ်တာကြောင့် Dr. Doom ဒီ villain ဖြစ်ပေမဲ့ရုပ်ရှင်မှာ major role အဖြစ်ပါဝင်သွားမယ်ဆိုပြီးတော့သိလိုက်ရပါတယ်။ Of course Dr. Doom ကို origin ကနေစပြီးတော့ဘယ်လိုဖြစ်လာပါတယ်။သူရဲ့ motive ကရည်ရွယ်ချက်ကဘယ်လိုဖြစ်ပါတယ်ဆိုတာကိုပြဖို့အတွက်အချိန်ကတနားီလောက်စတိုက်ကြီးမဟုတ်ရင်တော့မှဖြတ်တောက်ဖြတ်တောက်လုပ်ပြီးတော့ပြ ဖို့အတွက်လူကိုလူအပ်ပါလိမ့်မယ်။ဒါဒီရုပ်ရှင်တစ်ခုလုံးရဲ့အချိန်၃ပုံတပုံစာလည်းဖြစ်ပါတယ်။ဒါအပြင် Russo Brothers တွေနဲ့ Marvel Studios တို့ဒီ villain ကိုဖန်တီးတဲ့အခါမှာအကြောင်းပြချက်အပြည့်စုံဆုံးဖြစ်အောင်လူတွေဘက်ကနေပြီးတော့လည်းနားလည်နိုင်အောင်အထီးဖန်တီးတတ်တဲ့လူမျိုးတွေဖြစ်တာကြောင့်အခု Doctor Doom အတွက် story ကိုလည်းအကောင်းဆုံးချက်ပြုတ်သွားနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ Russo Brothers တွေကိုယ်တိုင်ကလည်း MCU မှာ Robert Downey Jr. ကလွဲပြီးတော့တခြားသရုပ်ဆောင်က Doctor Doom နေရာမှာသရုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဖြေကြားသွားခဲ့ခြင်းရှိတာကြောင့်သူတို့တွားချင်နေတဲ့ Doctor Doom အတွက် Lens in the Iron Man နဲ့ချိတ်ဆက်နေမယ်ဆို တာကအသေးအချာပါပဲအဲဒီအတွက်လည်းဘယ်တကွေးမှာတိုနီစတာ့ကဒေါက်တာဒွန်းဖြစ်လာနိုင်လဲဆိုတာကိုဗီဒီယိုလေးလုပ်ပြီးတော့တင်ပြခဲ့တာရှိပါတယ်စိတ်ဝင်စားကြရဆိုရင်အဲဒီဗီဒီယိုကိုအပေါ်မှာပေါ်လာတာလေးကိုနှိပ်ပြီးတော့ကြည့်ပေးလို့ရပါတယ် and ဆက်ပြီးနောက်ထပ်တစ်ယောက်ကတော့ Reed Richards ဖြစ်ပါတယ်တရုတ်ဆောင် Pedro Pascal ရဲ့လွမ်းမိုးမှုနဲ့ကော Fantastic Four ရဲ့လာတော့မဲ့ဇာတ်လမ်းတွေမှာအရေးပါမှုတွေဒီ Reed Richards ကိုစကားပြောခန်းနေအများကြီးပါဝင်မဲ့ character တစ်ခုဖြစ်လာစေမှာအမှန်ပါပဲဒါပြင် Reed Richards နဲ့အတူအမြဲတမ်းဒီပါ Fantastic Four ကအတူတူရှိနေမှာဖြစ်တာကြောင့် Fantastic Four တစ်ဖွဲ့လုံးကပါဝင်နေခြင်းလည်းဖြစ်ပါတယ်နောက်ထပ် တယောက်ကတော့အများစုမျှော်လင့်ထားကြပြီးဒါ Avengers အဖွဲ့ရဲ့လက်ရှိခေါင်းဆောင် MCU ရဲ့ Captain America အမေရိကဖြစ်တဲ့ Sam Wilson ဖြစ်ပါတယ် Sam D Thunderbolts ရုပ်ရှင်ရဲ့ credit scene မှာ set up လုပ်သွားခဲ့တာအရာလဲ Avengers အသင်းတစ်ခုကိုစုထားမှာဆိုတော့အဲ့ဒီ Avengers တွေကိုစားအဓိကစကားပြောမဲ့ character တစ်ခုအဖြစ်ပါဝင်လာမှလည်းဖြစ်နိုင်ပါတယ် and ရှေ့မှာပြပြခဲ့တယ်လို့ပဲရုပ်ရှင်မှာကအဖွဲ့လိုက်အဖွဲ့လိုက်တွေကိုပြသွားလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့် Captain America ရဲ့အနောက်မှာဆိုရင်အများရန်နီးပါ Avengers အသင်းကအတူတူရှိနေမှာဖြစ်တယ် Thunderbolts အဖွဲ့တွေကလည်း Sam Wilson နဲ့ဆက်ဆက်ပြီးတော့ပါဝင်လာနေမှာဖြစ်ပါတယ်နောက် က်တစ်ယောက်ကတော့ Chris Hemsworth ရဲ့တော်ပါတော်ဒီမကြသေးခင်ကပဲနှုတ်ဆက်လမ်းခွဲစကားကိုတင်ခဲ့တာကြောင့်အခုရုပ်ရှင်မှာတည်လိမ့်မယ်ဆိုပြီးတော့သတင်းတွေထွက်နေခဲ့တယ်လို့တော်ကသာတည်မယ်ဆိုရင် of course နောက်ဆုံးရုပ်ရှင်လည်းဖြစ်တဲ့အတွက်အချိန်နဲ့အများကြီးနဲ့စကားပြောခန်းနဲ့အများကြီးကိုပြသွားဖို့ကလိုကိုလိုအပ်ပါတယ်နောက်ဆုံးတစ်ယောက်ကတော့အခုနတော်နဲ့ချိတ်ဆက်နေမဲ့ Loki ပဲဖြစ်ပါတယ် Loki ဒီ major role အနေနဲ့ပါဝင်လာတယ်ဆိုတာကြောင့်လူတိုင်းရဲ့မေးခွန်းလည်းဖြစ်နေမဲ့ season 2ရဲ့အဆုံးခုံပေါ်မှာထိုင်လိုက်ခြင်းအပြီးမှာ Loki တစ်ယောက်ကဘယ်ရောက်သွားခဲ့လဲဘာတွေလုပ်နေလဲဆိုတာကိုအဓိကပြသွားနိုင်မှာလည်းဖြစ်ပြီးတော့ Loki စီ ီကနေပြီးတော့ပါဝါကိုဒေါက်တာဒူးကလာခိုးမယ်ဆိုတာကိုပြမယ်ဆိုရင်လိုကီဒီစကရင်တိုင်းနဲ့အများကြီးစကားပြောခန်းနဲ့အများကြီးလိုအပ်မှာကအသေးအချာပါပဲလိုကီရဲ့အနောက်မှာဆိုရင်လည်းလိုကီရဲ့အကြောင်းနဲ့ချိတ်ဆက်ပြီးတော့လိုကီစီးရီးစ်ထဲက character တွေဖြစ်တဲ့ Sylvie, Hunter B50 နဲ့ Mobius တို့လို character တွေကလည်းတွဲပြီးတော့ပါဝင်သွားအောင်မှာဖြစ်ပါတယ် Subrader တို့ကရောဘယ်လိုထင်ကြလဲအခု9ယောက်ကို major role အဖြစ်မြင်ရမှာကိုချိန်ကြရလားဆိုတာတွေကို comment section မှာရေးသွားပေးခဲ့ကြပါအောင် and as always guys video လေးတွေကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဆိုရင်တော့ video တွေတက်လာတဲ့အခါ US ဆွေပြန်လေးခံပြီးတော့ကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစုံအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်